အမေရိကန်ပြည်ထောင်စုမီရှိဂန်ပြည်နယ်အတွင်းဟောလိုဝင်းတစေများညမှာအကြမ်းဖက်တိုက်ခတ်ဖို့ကြံစီနေသူအများအပြားကိုဖမ်းဆီးမိလိုက်ကြောင်းပြည်ထောင်စုစုံစမ်းရေးဘျူရို FBI ညွှန်ကြားရေးမှူးကက်ရှ်ပတဲကအောက်တိုဘာ31ရက်နေ့မနက်မှာလူမှုကွန်ရက်ကတစင်ပြောကြားလိုက်ပါတယ် FBI နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာဒီထရက်မျိုးစင်ကြေပုံအရက်တွေကိုအဓိကအာရုံစိုက်ပြီးလှုပ်ဆောင်ခဲ့တာလို့ကက်ရှ်ပတဲကပြောပါတယ် ဒီထရက်မြို့ကံတရင်ဌာနတွေရဲ့အဆိုအရကတော့အ ਨੇ စုံလူ9ဦးကို FCI ကဖမ်းဆီးထားကြောင်းနဲ့သူတို့ထဲကတယောက်ကတော့နေ့လယ်ပိုင်းရုံထုတ်ဖို့ရှိကြောင်းပြောပါတယ်ဖမ်းဆီးကံသူတွေကအ ਨੇ စုံ2ယောက်လောက်ဟာအသက်18နှစ်မပြည့်သေးတဲ့လူငယ်လေးတွေဖြစ်တယ်လို့လည်းသတင်းတချို့မှာဖော်ပြကြပါတယ် FCI နဲ့ရဲကားတွေဒီထရက်မြို့စင်ကြပုံအရာဖြစ်တဲ့ဒီယာဘောမှာရှိတဲ့ Fortson အထက်တန်းကျောင်းနဲ့မျက်နှာချင်းဆိုင်ကအိမ်တအိမ်ကိုအဓိကထား စုံစမ်းစစ်ဆေးမှုတွေလုပ်နေတာမှာဝင်လိုက်ထွက်လိုက်နဲ့ဆာရက်ဆာရာအနေနဲ့အလုရှုပ်နေကြတဲ့ပုံတွေကိုလည်းရုပ်တံသတင်းတွေမှာဖော်ပြကြပါတယ်။အလားတူပဲ Detroit မြို့ရဲ့နောက်ထပ်စင်ကြယ်ပုံအရာတစ်ခုဖြစ်တဲ့ Inkstar မှာရှိတဲ့တူလောင်ကောင်းတစ်ခုကို FBI တာဝန်ရှိသူတွေရောက်နေကြောင်းရဲတပ်ဖွဲ့ကအတည်ပြုပြောဆိုပါတယ်။အခုဖမ်းခံလိုက်ရတဲ့သူတွေဟာ ISIS Islamic စစ်သွေးကြွတွေကိုအားကြပြီးအခုလိုအကြမ်းဖက်တိုက်ခိုက်ဖို့ကြံစီတာလို့တာဝန်ရှိသူတွေကယူဆပေမဲ့ သူတို့ကိုနိုင်ကတကယ်အစွန်းရောက်တဲ့အဖြစ် online ပေါ်မှာအယူဝါဒပြောင်းလဲပြီးလှုပ်ဆောင်နေသူတွေဟုတ်မဟုတ်ဆိုတာကိုတော့စုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းအမည်မဖော်လိုတဲ့တာဝန်ရှိသူတချို့က AP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အခုဖမ်းဆီးထိန်းသိမ်းခံရသူတွေကတချို့ဟာ Halloween နေ့ဖြစ်တဲ့ဒီကနေ့အော်တိုဘာလ31ရက်နေ့မှာအကြမ်းဖက်တိုက်ခိုက်ကြဖို့ online ပေါ်မှာတိုင်ပင်ဆွေးနွေးကြတဲ့အထက်ပါဝင်ကြောင်းဒီတိုက်ခိုက်မှုကိုတော့သူတို့က Pumpkin Day လို့လေးဝက်နာမည်ပေးထားကြောင်း စုံစမ်းစစ်ဆေးမှုနဲ့နိစ္စသူတွေကပြောပါတယ်တွန့်ကျင်သူတွေကတော့အခုလိုဖမ်းဆီးနိုင်မှု FBI အနေနဲ့လာနေချီပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရတယ်လို့ပြောပါတယ်ဒီလိုဖမ်းဆီးမဲ့အကြောင်းသူ့ကိုကြိုတင်အသိပေးခဲ့ကြောင်းနဲ့ FBI ရဲ့လင်မယ်နဲ့လောက်ရအပေါ်ကျေးဇူးတင်ကြောင်းမစ္စကန်ပြည်နယ်အုပ်ချုပ်ရေးမှူး Gretchen Whitmer က X လူမှုကွန်ရက်မှာရေးသားထားပါတယ်အခုချိန်ထိတော့အခြေအနေတွေဟာရှုပ်ထွေးနေသေးဖြစ်ပြီးဘယ်နှယောက်ကိုဖမ်းဆီးတယ်ဘလို့အမှုတွေနဲ့ဆွဲချက်တင်မယ်ဆိုတဲ့အသေးစိတ်တွေတော့မသိရသေးပါဘူး မေလာတုန်းကလည်းဒီထရိုက်မှာပဲ Islamic စစ်သွေးကြောအဖွဲ့ကိုအတူယူအားကျနေသူလူတစ်ယောက်ကလှနေချီပြီး American စစ်ခန်းတွေကိုတိုက်ခတ်ဖို့ကြံစည်လှုပ်ဆောင်နေတာကို FBI ကဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါရခင်ဗျာကျွန်တော်ဇုံဝင်လိုက်ပါ